โอเคမင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါတယ်တော့ပြီးကျွန်တော်တို့ import တင်လာတာမှာ sess ကိုတင်ခဲ့တယ်ဟုတ်လားဒီတစ်ခါမှာကျွန်တော်တို့ sess နဲ့နည်းနည်းဂုံတတိတူတယ်ဟုတ်လားဘာလို့သွားမလဲဆိုရင်တော့ dictionary ကိုသွားမယ်ဂုံတတိတူတယ်ဆိုတော့ချွတ်ချွတ်တူတာကိုပြောတာမဟုတ်ဘူးโอเคမလား sess ကိုကျွန်တော်တို့ sess အကြောင်းပြောခဲ့ပြီဒီမှာတော့ dictionary မှာညထူးခြားမှုရှိတယ်ဟုတ်လားပိုင်းတော့မှာပါလဲဆိုရင် dictionary dictionary data type dictionary ပုံစံ list ကပါလဲဆိုရင်တော့ တန်ဖိုးတွေဆိုကီးပဲလူကီးပဲလူနဲ့တိုင်တာတွဲတွဲပြီးတော့တိုင်တာဥပမာဒီကီးရဒီတန်ဖိုးထောက်တယ်သူ့ကိုလိုချင်တယ်ဆိုကျွန်တော်တို့ dictionary တကူ create လို့လုပ်ပြီးသူ့ကိုတွားပြီးတော့ကျွန်တော်တို့က index number တွေနဲ့တွားလို့လို့မရအောင်ကီးနဲ့တွားထောက်ပါဟုတ်လားကျွန်တော် search မှာဆိုလဲ index number နဲ့တွားထောက်လို့မရအောင်အခန်း number နဲ့တွားထောက်လို့ပဲဘာနဲ့လို့တော့သူ့ဒီနေရာမှာ search နှစ်ခုရောတိုက်တိုက်ပြီးမှ search ပြီးမှအဲ့လိုပတ်ထောက်တာโอเคမနော် search ကိုလေ့ပြောင်းလို့လည်းရတယ်အဲသူကသူဒီကျွန်တော်တို့ list တွေ set တွေ dictionary တွေ triple တွေဟုတ်ကဲ့အဲ့ဒါတွေအကုန်လုံးတစ်မျိုးနဲ့တစ်မျိုးပါလို့လို့ရတယ် change ပေးလို့ရတယ်ဟုတ်ကဲ့မလားကဲအဲ့ဒါထားတော့ကျွန်တော်တို့ key မှာ key value မှာကျွန်တော်တို့တတိထားရလဲရှိတယ်ကြာအဲ့ဒါဘာလဲဆိုရင် key must be units ကဲကျွန်တော် key value အပြင် dictionary စာအုပ်ကိုမြင်လဲ dictionary ဆို a ဆိုရင်ဒါ a a ဆိုရင် a a b ပြန်လဲ apple ဆိုပါတော့ apple ရဲ့ apple ဒီ key ပန်းသီးဒီပါတော့ value အဲ့လိုမြန်မာအင်္ဂလိပ်ဆိုရင်ပန်းသီးဒီ key apple ဒီ value အဲ့လိုရှာတာ ဘာဖြစ်လဲကျွန်တော်တို့က app ပဲလို့ရှာရတယ်သူကဟိုဘက်ကဘာထွက်လာ plan နေထွက်လာအဲ့ဟိုဘာဘာသဘောတရားလဲဆို key ပဲလို့သဘောတရားအဲ့ဒါကျွန်တော်ပိုင်းတော့ဒါကိုဒီ list အမျိုးအစားကိုဘာလို့ပေးလဲ dictionary လို့ပေးထားโอเคမနော်အဲတခြားဟို language တင်ပါလေတော့ math maybe math လို့လည်းပေး math ဆိုတာ language မြေပေါ်တစ်ခုနဲ့တစ်ခုညွှန်ထားတာโอเคမနော် key မတူပါဘူးနောက်တစ်ခု key must be immutable ဟာဟုတ်ကီးကတူလဲမတူအောင်เนาะじゃ IG ဒီ immutable ပြင်လို့မရအောင်တန်ဖို့ပဲပြင်လို့ရမယ်ကီးကိုမလုပ်လို့မရအောင် ပြင်လို့မရဘူး။ဟုတ်ကဲ့မနက်ကပြောနေကြရင်လက်တွေ့ဆန်းတဲ့ကြည့်အောင်။လက်တွေ့ဆန်းတဲ့ပုံစံတော့ IDN ကိုဖွင့်။ဒါကျွန်တော် dictionary ကိုရိုက်ပါမှာပါပြီလို့ dictionary ကစလုံးပေါင်းနေစလုံးဆိုမြန်မာစာနဲ့ငယ်ခက်ခဲရှိလို့ကျွန်တော်ကဒါကျွန်တော်ကုန်တာမှာပါတခြား Windows တန်အလုံးဖြစ်ရောနော်ကျွန်တော် Windows ပြန်ပြန်ပါပြင်လို့ဒါပေမဲ့ဟာ notebook ထဲရိုက်ပြီဒါပေမဲ့စိတ်တာနော်။ပြန်တင်တဲ့ချိန်မှာအနောက်ချက်ပြန်ပါဆို။ Okay ။ကျွန်တော် dictionary တစ်ခုဖန်တီးဖို့တော့ဒီကောင်ကျွန်တော် copy ကူးလိုက်မယ် Okay ဒါ dictionary တစ်ခု dictionary data type တစ်ခုကျွန်တော်မလုပ်တာလေ။ ဖန်တီးချာကျွန်တော်ဟာ IDN လေးလေးပါပဲပြနော်โอเคโอเคဆွဲချက်လာ my dict ဆိုတဲ့ very very name လေးနဲ့ကျွန်တော် equal sign ထည့်ပြီးတော့ memory ပေါ်မှာ allocation ယူပြီးကျွန်တော်ဘာကိုဖန်တီးလိုက်တော့တန်ဖို့ dictionary နေနဲ့ထည့်လိုက်တယ်ဟုတ်ကဲ့နော်ကျွန်တော်ပုံမှန် very very name မဟုတ်ဘူးဒါစီပါတော့ dictionary very very name dictionary တခုဖန်တီးဖို့အတွက်ကျွန်တော်တို့ရှေ့မှာတွင်ပြောခဲ့တယ်ကျွန်တော်ဘာကိုသုံးရမလဲဆို calibrate ကိုသုံးမယ် ဟုတ်လား dictionary တခုခန်းဒီပေါ်ကလစ်ကိုသုံးဖို့ပါလို့နော် square bracket ကိုသုံးတယ် triple ကိုသုံးဖို့ပါလို့နော် present tenses ကိုသုံးတယ် set ကိုသုံးဖို့ပါတော့နော် calibrate ကိုသုံးတယ် dictionary သုံးဖို့လည်းပါအောင်သုံးလဲဆိုရင် calibrate ကိုပဲသုံးဒါမှမဟုတ် dictionary ထဲပုံထင်နေမတူ dictionary မှာတန်ဖိုးတစ်ခုနဲ့တစ်ခု key နဲ့ value ချဖို့တော့ပါအောင်ထားတော့ဖူးကော်လောင်ထားမယ် key value အစုံတစုံစီကိုချဖို့တော့ပါအောင်ထားလဲဆိုရင် comma ကိုထားတယ် okay ကြည့်မယ်ဒါဆိုကျွန်တော်က dictionary တစ်ခုဖန်တီးလိုက်တာ ဟုတ်မလားဒီမှာကြည် calibrus ကို dictionary မျိုးစားလိုချင်တဲ့တစ်ပြည့်တည်းပါအောင်တို့ calibrus ကိုတော့တန်ဖိုးတစ်ခုတစ်ခုအစုံတစုံတစုံကိုချဖို့လည်းပါအောင်တော့ comma ကိုဆိုဒီမှာဆို key value အစုံဘယ်နှစုံရှိရလဲဒီမှာတစုံဒီမှာတစုံ yellow အဝိုင်အောင်တစုံဟုတ်မလားနှစ်စုံသုံးစုံလေးစုံရှိဟုတ်လားနောက်တစ်ခုဒါဒီ key ဒါဒီ value အဲ့လိုထည့်ရတယ် key နဲ့ value ကိုကျွန်တော်ထည့်ဖို့အတွက်ဘာလို့ဝါလို့လဲဆိုရင်ဖူးကော်လန်နဲ့ချထားတယ်โอเคမလား key value ထားဖို့အတွက်ဘာလို့ချတော့ဖူးကော်လန်နဲ့ချထားတယ် ြည့်မယ်။ကြည့်ကျွန်တော် dictionary တစ်ခုဖန်တီးပြီးသွားပြီဆိုတော့ကျွန်တော်ဘာလုပ်လို့ရလဲ။ဖုတ်ကြည့်လို့ရတယ်။ dictionary တစ်ခုကျွန်တော် sorry ဒီကောင်ကိုခေါက်ထားလိုက်ရပြ။ဒီကောင်လာလာပြီးတော့နောက်ရှက်နေတယ်။ဟုတ်ကဲ့။อืม sorry ဟုတ်ပြီ။ traditional တစ်ခုကျွန်တော်ဖန်တီးပြီးသွား။ဖန်တီးပြီးတော့ကျွန်တော် under ခေါက်လိုက်အော် dictionary တခုကျွန်တော် memory ပေါ်မှာ dictionary data တခုပါလာတယ် create လုပ်ပြီးတော့တင်ထားတယ်တင်ထားပြီးပြန်ထုတ်ကြည့်မယ် my d i c t i အဲကျင်းတော့အတူကောက်ပဲဟော key value တွေထွက်လာဟုတ်မလား ကဒါကျွန်တော်မိုင်းတရားစီတရားလို့လောတာသူသိမ့်နေပုံနဲ့ dictionary လာကြီးထွက်လာအဲကျွန်တော်တခုချင်းစီဟို assess လုပ်ချင်တယ်အာ mind di cti ဟော assess လုပ်မယ်ဆိုရင် key number နဲ့ခေါ်ရတယ်တွားပြီးတော့သူ့ကိုတော့ internet number 0တွေ1နေနဲ့တွားလို့လို့များဘာဖြစ်လို့လဲဒါ dictionary မို့လို့ရှေ့မှာစက်မှာလည်းပြပြလာဟုတ် key number ဆိုတော့ကဲနမူနာအနေနဲ့ key number appn အပယ်လို့ရိုက်လိုက်စလုံးပေါင်းလုံးမှန်ပြီဒီ key ဘယ်လိုဟာပန်းဒီဟာအစင်းပြေးတဲ့အပန်းဒီကြာလာတယ်โอเคမနော်ပန်းဒီဘာဖြစ်လာလဲကြာလာ ကဲနောက်ကကျွန်တော် key လို့ထားတော့အဲ့ဒါကျွန်တော် dictionary တကူမှာ dictionary ခါရနော်အဲ DIR DIR ကျွန်တော်တို့ဗာနော် my D I C T I dictionary သူ့မှာဗာမတ်တက်တွေပါလဲဟောကြည့်လိုက်ဒါတစ်ချက် show ကြည့်လိုက်အဲ့တော့ clear copy dictionary copy လောက်လောက် from from keys a gas key ဟာ key ဆိုတဲ့ method သူမှာ key ဆိုတဲ့ built in function သူမှာရှိတယ် key ဆိုဘာတော့ key တွေပြန်ရတယ် pop up position set for update value ကဲထားတော့ ဟုတ်ပြီနော် decision တွေမှာကျွန်တော်တို့ key တွေကြည့်တည်တယ်လဲရှာလို့ရတယ် value တွေကြည့်တည်တယ်လဲရှာလို့ရတယ်ကြည့်ကျွန်တော်တို့ဒီမှာကြည့်အဲဆို key method တွေကိုသုံးကြည့် my d i c t i dictionary dot သူကလုံးလို့ရတယ် key p y or keys key ဆိုတာရှိတယ်ဟုတ်ပြီနော် key ဆိုတာရှိတယ် key ဆိုတဲ့ method လေး ਨੇ အဲ့ဒါခေါ်ကြည့်ဘာတွေထွက်လာလဲ key တွေဆိုတာဟာဒီထဲမှာ dictionary တွေမှာ key တွေဒီလိုရှိတယ်ဟာ apple yellow green mango okay မနော်ဟုတ်ပြီနော် သူရကျွန်တော်တို့ bidding method တွေကြည့်ပြီးဒီမှာ key ဆိုရင်ကျွန်တော်တို့ key တွေကြည့်ပြီးဘာလုပ်လို့ရလဲထုတ်ကြည့်လို့ရတယ် value ဆို value တွေကြည့်ပြီးကျွန်တော်တို့ဘာလုပ်လို့ရလဲထုတ်ကြည့်လို့ဒါကျွန်တော်တို့ dye ရိုက်ထည့်လိုက်လို့လားဒီလိုထွက်တာနော်တကယ်ဆိုကျွန်တော်တို့ဒီထွက်လာတဲ့ key တွေဟောထွက်လာတဲ့ key တွေကျွန်တော်တို့တစ်ခုခုနဲ့ဘာလုပ်ပြရမလဲပြန်လက်ခံပေးရအောင်ပဲ okay မနော် variable နဲ့တကယ်သူထွက်လာတဲ့ပုံစံကိုကြည့်သူထွက်လာတဲ့ပုံစံတိတိတော်လား list ပုံစံထွက်လာတာဖြစ်တော့ကျွန်တော်တို့ဒီဘက်မှာ list data နဲ့ variable တစ်ခုနဲ့လက်ခံနိုင်ရပါတယ်။အဲ့တော့ဒီခုဒီခါကျွန်တော် value ကိုပြန်ထုတ်ကြည့်မယ်။ ရိုးရိုးမထုတ်ဘူး value ကိုအဲကျွန်တော်အ mind b a and u value ဆိုပြီးတော့ very very name တစ်ခုခံပြီးတော့ mind dir dicti dot ဘာလို့ထုတ်မလဲဆိုတော့ van u value value ကျွန်တော်ယူလိုက် okay မလား value ဆိုတဲ့ method နဲ့ကျွန်တော်ယူပြီးတော့ဒီကောင်ကိုထည့်လိုက်ဒီကောင်ဘာ data အတိုင်းအနေနဲ့ထွက်လဲအဲ့နောက်ကောင်ကဲထွက်နေကျွန်တော် mind value ကိုတိုက်စစ်ကြည့်မယ် and my အဲ့လိုလေးတွေကျွန်တော်တို့ဘာလုပ်လို့ရလဲ van u value my value sorry 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 tyv tie my value ကိုရရန် your value my value ကိုဆက်ကြည့်လိုက်သူဘာအနေနဲ့ထွက်လဲ class this value ဆိုတဲ့ပုံစံနဲ့ထွက်တယ်ဟုတ်လားဒါ list လည်းမဟုတ်ဘူးဒါ this value ဒါဆိုရင် class ဆိုရင်ဘာဘာမျိုးစားဆိုတဲ့ this key ဆိုတဲ့သူ data မျိုးစားတစ်မျိုးနဲ့သူဘာလို့ထုတ်ပြန်ဒါပဲဟုတ်လားကဲဆိုတော့ဒါရရင်ကျွန်တော်တို့ကပတ်ထုတ်လို့ရတယ်ကဲဘယ်လိုပတ်ထုတ်မှာ for လေးသုံးပြမယ်နော်ကြည့်မယ် F ဟာ for အဖော်ကိုကျွန်တော်ကဘယ်လိုသွားမလဲဆိုရင် item လို့မသွားနိုင်ပါဘူး။ဒါပါဆိုကီးတွေဟာကီးတွေကျွန်တော်ပတ်ယူလိုက်မယ်။ K E Y S key for key invert ရလဲဆိုကျွန်တော်တို့ mind dictionary.key တဲ့။ Okay မနဒီကီးကိုယူမှာနော်။ copy control v ကဲဒီလိုလိုလိုက်ကျွန်တော်ဒီကီးတွေဘာလုပ်ပြီးသားဆိုတော့ပတ်ပြီးသားပဲ။ပတ်ပြီးတော့ဒီပတ်ထားတဲ့ကီးတွေကိုကျွန်တော်ဘာလုပ်မှာလဲ။ဟုတ်လား print out လေးနဲ့ကျွန်တော်ထုတ်ကြည့်မယ်။ p RIND print print out print out ကိုကျွန်တော်ရိုးရိုးမထုတ်ဘူး format လေးချပြီးထုတ်မယ် format ချပြီးဘယ်လိုထုတ်မှာလဲ string နဲ့ကိုကျွန်တော်ဒီမှာကြည့်ဒီတဲ့ကိုကျွန်တော်အာ number 0ထား number 0ဆိုတော့မထားလိုက်ရတယ်တွေ့သူတော့တွေ့သူတော့တတ်မှတ်သွားမှာနော်ဒီတဲ့ကို is m e a n as me ဟုတ်ပြီနော်မတဘောတရားပြကျွန်တော်တို့ဒီ key ကြီးဟုတ်ပြီနော် means ဘာကိုပြောမလဲဆိုဒီဘက်ကိုကျွန်တော်ကကီတုံးမှသူက appens me appens ဆိုတာ band you ဆိုလိုတာပါအဲ့ဒီပုံစံလေးကျွန်တော်မလုပ်ချင်တာလုပ်ချင်တာ okay dot ဘာလုပ်မလဲ control space နေကြည့် format အဖို့အမေဒီ format မှတ်ရှိတယ် i format ကိုကျွန်တော်ဘယ်လိုချမှာလဲဟုတ်လား format ကိုဘယ်လိုချမှာလဲပထမဆုံးကွက်ထဲကိုကျွန်တော်ဗာထည့်မယ်ဆို k k e y s key ဆိုတဲ့ခေါင်းထည့် k e y s key ပထမဆုံးထည့်မယ်ခေါင်း နောက်တော့ဒုတိယထည့်မယ်အော်ဒုတိယထည့်မယ်ဒီ calibrate ထည့်ကိုကျွန်တော်ဗာထည့်မှာလေဟုတ်လားဗာထည့်မှာလေဆိုတော့ဒီမှာ mind value ရထည့်တော့ဒီမှာလေဒီပုံစံလေးသုံးမှာဒီပုံစံမှာအဲ့ဒါကြီး mind dict မှာကျွန်တော်တို့ဗာ key ထည့်လိုက်တာ ਨੇ သူဒီတန်ဖိုးတွေပြန်ပြအဲကျွန်တော်တို့အဲ့လိုပြန်ပြီးတော့ဗာလာမှာပတ်ထုတ်ဟုတ်လားဒီ calibrate ထည့်ကိုဒီ key ထားပြီးတော့ဒီ now calibrate ထည့်ကိုဒီကောင်းကိုထားမှာအဲ့ဒီပုံဟုတ်ကဲ့နော် mind d sorry d i c t i ပြီးတော့ဒီ square bracket နဲ့သူ့ထဲကိုဘာဝင်မလဲဆိုရင်ကျွန်တော်တို့ key တွေဝင်ပါ k e y s k တော့ looping ပတ်တဲ့သဘောတရားကိုတခြားကြည့်ပြီနော် key ဝင်ပြီးတော့ကျွန်တော်ဘာလုပ်မလဲပတ်ပါဟုတ်ပြီနော် beginner ဆိုနည်းနည်းလေးရောင်ဝါးဝါးဖြစ်တယ်ဖော်ရတဲ့ဘုံပြန်ကြည့်တာ key ဆိုတဲ့ variable တခုနဲ့ကျွန်တော်ကအဲ့ data တွေခေါ်ပတ်မဲ့ data တွေတစ်ချိန်ပတ်တစ်ခါလက်ခံလိုက်တယ် okay မနော်လက်ခံပြီးတော့ဘယ်ထက်ရဟာဒီလဲဆိုရင် mind dictionary တော့ key ဆိုတဲ့ method ဒီကောင်းနေအပယ်ဒီကောင်းလို့ကျွန်တော်လက်ခံလိုက် လဲဆိုတော့တစ်ခါဖိုးဆိုတဲ့အချိန်တစ်ခါလက်ခံတယ်တစ်ခါပတ်တယ်တစ်ခါထုတ်တယ်အဲ့လိုပထမတစ်ချိန်ထုတ်တဲ့အချိန်မှာ key တွေကိုဘာဝင်သွားလဲဆိုရင် appl ဆိုတဲ့ key ဝင်သွားတယ်ဝင်သွားပြီးတော့ id ကိုကျွန်တော်ပဲထည့်ထားတယ် format ရယ်ပြီးတော့ဒီ calibrate tag ကိုထားတယ် okay မနော် calibrate tag ကိုထားတယ်ပြီးရင်နောက်တစ်ခုဒီ key ကိုလေသူအဲ့ဒီအချိန်မှာရှိနေတဲ့ key တွေကတန်ဖို့ပဲကျွန်တော် mind dic ဆိုတဲ့ square bracket ပုံစံနဲ့ဘယ်ထဲကိုထည့်လဲဆိုရင် key ထည့်လိုက်တော့ဒီကောင်ကဘာဖြစ်မှာလဲ value ထွက်လာအဲ့ဒီပုံစံ okay မနော်ကျွန်တော် under call ကျွန်တော်နှစ်ချက်ခေါ် okay အဲ့ဒါတက်တယ်ကြည်လားဘာအဲ့ဒါလဲဘာအဲ့ဒါလဲရှင်းနေတာပဲ key is not defined as ကျွန်တော်ဒီနောက်မှာ key မှာမလို့တော့စလုံးပေါင်းမှားနေရတယ် okay အဲ့ဒါကို easy စီတာကြည်ဘာမှမေကျွန်တော်ဒီကောင်ကို copy ပြန်ကူးလိုက် control v control v keys k e y s key ဘာလို့ enter ခေါ်ပြန် enter နှစ်ချက်ပါအော်တွေ့လား apple is me friendly yellow is me a wire green is me a saint mango is me တရားလေးအော် mango ဆိုတရားလေးကိုဆိုလို့ဒါပါအဲ့လိုလေးပါလို့ပြန်ထုတ်ပြန်ဒါဒီကျွန်တော် dictionary list list မျိုးစားတွေ ဒါတိုင်းရိုက်ဇက်တိုက်တင်နေလို့ဒါဘယ်နေရာဘာသုံးရမလဲဆိုတော့မသိရဘူးအဲ့ဒီဘယ်နေရာဘာသုံးရမလဲဆိုတဲ့ဟာကကျွန်တော်တို့ဘယ်လိုပြောအချိန်ရတင်ပြပါလိမ့်မယ်โอเคမနော်ဒါပေမဲ့ဘယ်ဟာကိုဘယ်လိုသုံးရမလဲဆိုတာကတော့ကိုကအရင်ဆုံးကြည်ညက်နေပြီစီ application တကူဖတ်ကောက်ဖလိုက်တဲ့အချိန်မှာဒါတော်တော်လေးကိုပို့ပြီးတော့အထောက်ပြပြလဲโอเคမနော်ကျွန်တော်တကူကဒီ queue ဟော sorry queue တော့ပဲ sorry ဒီ dictionary ကိုကျွန်တော်ဘာလို့မှလဲဟုတ်ပါလားဒီ dictionary ကိုကျွန်တော် update လုပ်ကြည့်မယ်ကဲ app ကွာ app ကငါတို့ နည်းနည်း update လုပ်ရင် update ကငါတို့ကပုံသေး value ကိုမပန်းသီးလို့ထားတာတကယ်ဆိုငါတို့ update computer လည်းဖြစ်နိုင်သေးတယ် okay အဲ့ဆိုကျွန်တော်ဒီလိုလုပ်လိုက်မှာပေါ့ဒီလိုပြောင်းလို့ရတယ်ဗျာ my di cti ဟုတ်လား my di cti နဲ့ကတန်ဖို့ပါတော့ဆို appn ဒီ app ကို app ကို appn ဒီ app equal equal တဲ့ကိုကျွန်တော်ဘာပြင်လိုက်မလဲဒါ update လို့တာမို့လို့တန်ဖို့ထပ်ပြီးတော့ပြင်လိုက်တာတန်ဖို့တဲ့ကိုကျွန်တော်ဘာထည့်မလဲဆိုရင် string string တန်ဖို့ပဲဟုတ်တယ်ပန်းသီးမှန်တယ် အဲဘန်းဒီကိုတော့ကျွန်တော်အဲ copy ကူးလိုက်မယ်အာတကယ်ဆိုအပဲကဘန်းဒီတွေမဟုတ်ဘူးကွာဘန်းဒီတွေမဟုတ်ဘူးကွာအပဲကုန်တာလည်းငါတို့ပြောလို့ရတယ်ဟုတ်တယ်လားအဲ့ဒီပုံစံကျွန်တော်သွားမှာအဲဒီထဲကိုကျွန်တော် comma ခံမယ်ဗျာဟုတ်လား comma ခံပြီးတော့ကျွန်တော်ဘာပုံစံထည့်မလဲဆိုရင် a p p n l f a c o m p p sorry p u t e r computer ဆိုတော့ကျွန်တော်ဘာလုပ်လဲ update လုပ်လဲကဲ Apple ဆိုတော့ brand တွေမဟုတ်တော့ပါ Apple ကုမ္ပဏာကို solar ပါဆို update လာအဲ့တစ်ချက်နောက်တစ်ခု mine pinci ဟုတ်လားတော့ပါရှိသေးလဲဆိုရင် UPTD update ဆိုတဲ့ method ရှိတယ် Okay မနော်ဟုတ်ပြီနော် update ဆိုတဲ့ method ရှိ update ဆိုတဲ့ method ကဘယ်လိုလုပ်တာလဲနောက်ထပ် detail ကိုဘာထက်ထက်ထည့်ရလဲဆိုရင်ကျွန်တော်တို့ dictionary ထက်ထည့်တာ dictionary တန်ဖိုးတွေထက်ထည့် dictionary တန်ဖိုးထည့်မှဖြစ်တဲ့ dictionary တန်ဖိုးကိုကျွန်တော်တို့ဘာနဲ့ထွက်တော့ calibrate နဲ့ထွက်တယ် Okay မနော် ကာလီဘရက်ထဲမှာကျွန်တော်တို့ဒီဒီမှာ value နှစ်ခုရေးပြရမယ်။ key value တစ်စုံကျွန်တော်တို့မလုပ်တာထပ်ထည့်ရအောင်။ okay နော်အဲ့တွင်ကတိနဲ့မှာကျွန်တော်တို့ a r r o w a တို့ဒီဘက်ကိုကျွန်တော်ဗာရေးလိုက်မယ်။ညာ a ရေးလို့ရမှာမရေးကြည့်လိုက်အောင်။အဲများဖြစ်နေနော်။ဟိုတကယ်တော့ notebook ထဲသွားရအောင်ကျွန်တော်မရေးတော့တော့ပြင်းနော်။ညာအတိုင်းလေးပဲမှတ်တာ။အဲ့တော့ webin နှလုံးပေါက်ဒီပိုင်းတင်ထားမယ်။ Okay ။အဲ့မြအဲ့လိုမြပါဆိုပြီးကျွန်တော်မလုပ်လိုက်ဘူး။ Update ထပ်လုပ်လိုက်။ Mind dictionary ကို န်တာကောက်ကဲဆိုရင်တော့နှစ်ချက်ပြင်လိုက်တယ်ပန်းသီးကိုတော့ dictionary ထက်ထည့်နောက်တစ်ခါဟွာ dictionary ထဲကိုနောက်တစ် dictionary ထက်တူကဲအဲ့ဒါကိုကျွန်တော်ပေါ်နဲ့ပတ်ပြီးပြန်ထုတ်မယ်ဒီ comment ပြန်ရိုက်မယ်နော်ဒီ comment ကိုပဲကျွန်တော်ပြန်ရိုက်မယ်ပြန်ရိုက်ပြီးတော့ပြန်ထုတ်မယ်ဘာတွေတိုးလာလဲ okay မယ်နော်ကိုတို့ဘူး sorry sorry ကိုတို့စီမယူခဲ့ရတယ်ဘူး copy control paste အဲ okay မနော် okay လိုတဲ့နေ့ချိန်မှာကျွန်တော်ဒီတိုင်းပဲပြန်ထုတ်မှာနော် dictionary ပြီးတော့ key key ပြီးတော့ကျွန်တော် enter နှစ်ချက်ခေါက်ဟာအထွက်တည်းရ Apple Mi Band ရော Apple Computer ကိုဆိုလိုပါတယ်နောက်တစ်ခါ Aero is Mi ညာဆိုပြီးနောက်ထပ်တစ်ခု dictionary ပြီးတော့အဲဆိုတော့ဒီ button ပါတယ် update method ကိုလည်းကျွန်တော်တို့သုံးတန်းသွားပြီဟုတ်ကဲ့ကျန်တဲ့အနေနဲ့ night light ပြီးတော့ documentation ကိုဖတ်ဖတ်ပြီးတော့ night ပြီးတော့စမ်းသပ်ကြည့်နော် okay နောက်ထပ်တစ်ခုကျွန်တော်တို့ဗားလေးတွေရှိသေးလဲဆိုရင်အဲကျွန်တော်ဒီပိုင်းကြည့် DEN ဆိုတော့ဖြတ်ချင်တယ်ဆိုတော့ DEN ဆိုတဲ့ keyword နဲ့သူလှမ်းဖြတ်လို့ရတယ် အဲ့တော့ key ကိုပြောလိုက်တာ ਨੇ သူလမ်းပြန်မှာလမ်းဆိုတဲ့ method နဲ့တိုင်းလို့ရတယ် clear ဆိုတဲ့ dictionary တွေကိုအကုန်ပါလို့ရတယ်ဖြတ်ပြစ်လို့ရတယ် okay မလားအဲ့ကောင်လေးကျွန်တော်စမ်းကြည့်မယ်ကောင်းနော်ကျွန်တော် DEN နဲ့ DEN နဲ့ကျွန်တော်တို့စမ်းကြည့်မယ်ဗျာ DE sorry ကျွန်တော်မြန်မာလက်ကွက်ပြောင်းထားလို့ DEN ဩမြန်မာလက်ကွက်ပြောင်းထားလို့ shift order ဟော shift order ခဏလေးနော် DEN အဲ DEN ဆိုရင်တော့ keyword ကိုကျွန်တော်တို့သုံးမယ် ီးဝက်တုံးတာပြောရဲသူဘာလေးနဲ့ပြလိန်မော်ရောင်လေးနဲ့ဘသူကိုဖြတ်မှာလဲ mind di cti ဆိုတဲ့ dictionary ကိုဖြတ်မှာအမအိုက်ထဲကဘဲကောင်းကိုဖတ်တာလဲဒီရဆိုတဲ့ keyword နဲ့ကျွန်တော်တကူကျွန်တော်ဒီထဲက arrow ကိုပြန်ဖြတ်လိုက်မယ်ဟုတ်လား arrow a a r r o w arrow ကိုဖြတ်လိုက်မယ်ဟော arrow မရှိတော့အဲ့ဒီမှာကျွန်တော်တို့ alien ဆိုတဲ့ lamp ဆိုတဲ့ bidding function နဲ့ bidding function နဲ့ကျွန်တော်ဘာကိုလှမ်းကြရလဲ dictionary ကိုတိုင်းတိုင်းလို့ dictionary မှာ data ဘာလို့ခုကြည့်ကျွန်တော်ဒီမှာဆိုရင် dictionary မှာ data 1 2 3 4 5 5လောက် less ပါတော့5ရှိတယ်5ရှိတဲ့အချိန်မှာကျွန်တော်က arrow ကိုဖြတ်လိုက်ဖြတ်လိုက်တဲ့အချိန်မှာကြည့်မယ် my d i c t i ဟုတ်လား less ကိုကျွန်တော်ထုတ်ကြည့်မယ်ဟာ4ပဲရှိဟုတ်တယ်နိ1 2 3 4 5 5ရှိတဲ့နေရာမှာကျွန်တော်ဘာလို့လဲတခုဖြတ်လိုက်တော့4ရှိနောက်တစ်ခါ clear ဆိုတဲ့ method ကိုကျွန်တော်တောင်းကြည့်မယ် d i c t i dot d i c t i ဆက်လုံးမလုံးမမှားသေးတယ်နော် c n လေးကြီးက clear တွေ့လား clear ဆိုအကုန်ပြောင်းတဲ့လင်းခါဟုတ်လား clear method ကိုကျွန်တော်တို့သုံးကြည့်မယ် clear method ကိုတော့ enter ခေါ်အော်အဲ့ဒါဆို lock ကိုပြန်နှိပ်ကြည့်လိုက်ကျွန်တော် memory ပေါ်မှာ clear နေတာနော်ဟိုတကယ်ကြဒီ data တွေကတော့ memory တကွာကျွန်တော်ကနမူနာပြနေလို့ရတာ memory ကြောင်းလေးပေါ်မှာပဲသူ run နေတာကျွန်တော်တကယ် application ဟိုကျွန်တော် Adobe Photoshop တကယ် Photoshop file ညာဘယ်မှာရှိရတော့ head တဲ့မှာရှိရလေလိုပြီးဆုံးက double click နှိပ်လိုက်မှာ Adobe Photoshop ဆိုတဲ့ဟာလေးကို let change တက်လာအဲ့ကောင် memory ပေါ်ပါလို့တာရှိမှကျွန်တော် beginner အစားတော့အသင်ခဲ့တယ် memory ပေါ်မှာလှုပ်ဆွဲတင်တာ ူရဲ့ထိသက်ထားတဲ့ data တွေအကုန်လုံးလမ်းချပြီးမှ run ဆို Photoshop ကြီးပါပဲဗျာ run သွားတယ် Microsoft ကလည်းအဲ့လိုဟုတ်လားဒါကတော့ကျွန်တော်နမူနာပြနေတာဖြစ်တဲ့အတွက် memory ပုံမှန်ဖြစ်တဲ့အတွက်ဒီကောင်းလေးလည်းပြတ်မသွားဘူး file ကတိမ့်ထိုင်တော့ပြန်ဖြစ်နေမှာလောလောဆယ်တော့ပြတ်သွားတယ်မယ်နော် lens ကိုနှိမ်မှာ lens ကိုဘယ်ကောင်းအောင်ပြန်နိုင်မှာ DI CTI ကိုပြန်ပြီးတော့ lens တိုင်းကြီးဟောပြတ်လိုက်တဲ့ lens 0ဒီကောင်းလေးအကုန်ဘာမှမရှိတော့ဒီချိန်မှာကျွန်တော် clear ရတယ်ဖြစ်တဲ့အတွက်ဘာမှ track တော့လို့မရတော့ this is a bar တော့ဆိုရင် dictionary dictionary list အမျိုးစား list or list dictionary မျိုးစားအဲတနည်းအားဖြင့်ပြောမယ်ဆိုရင် multiple data တွေကိုသိမ်းတဲ့ variable အမျိုးစားအဲမျိုးစားတွေမှာဒီကောင်းလေးပါမျိုးစားလေး dictionary okay မနော်အဲ့လိုလေးကျွန်တော်တို့လေ့လာပြီဒါကကျွန်တော်က dir ဆိုတဲ့ function လေးကဒီဟာ point တွေရဲ့ share မှာဘလောက်အသုံးဝင်လဲဆိုတော့ပြတယ်ဟုတ်ကဲ့တိုင်းရကျွန်တော်တို့ documentation တွေဖတ်ပြီးတော့ live လုပ်လဲရတယ် okay မနော် okay thank you ဗျာ